တပါဒီမွေးနေ့မှာလာဆုံးမဲမဲမျက်နှာလို့ကျွန်တော်ရကောဝဲပြီးမင်းရဲ့မွေးနေ့မှာစတောင်းစကားလေးပြန်လွင်နေ radio လေးပါတစင်ဖိရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမတရားနေ့အစီအစဉ်အားနေဒီကနေ့နိုဝင်ဘာလ17ရက်နေ့မှာ မွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူ ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတရားနဲ့အစီအစဉ်ရနေပြီးတော့ထုံထွင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။မတရားနေ့အစီအစဉ်အားနဲ့ပြမဆုံးဆူတောင်းပေးခြင်းနဲ့မွန်နေရှင်ကတော့ပြင်းဦးလေးမျိုးကဘိုးကြီးချမ်းကြီးအောင်ရဲ့ဒီနေ့မှပြင်းမြောက်တဲ့36နှစ်ပြည့်မွန်နေအတွက်ကိုပောင်ဝေတောင်းဆိုပေးလာတာဖြစ်ပါတယ်။ ဘိုးကြီးချမ်းကြီးအောင်ရဲ့ဒီနေ့မှပြေမြောက်တဲ့မွေးနေ့အတွက်ကိုတော့ဘိုးကြီးအောင်ဖြိုးကျော်ဘိုးကြီးဖြိုးသက်ခိုင်ဘိုးကြီးဝေရန်လီဘိုးကြီးကျော်စွာနီဘိုးကြီးခန့်စရာဖြိုးဘိုးကြီးသူရင်ဝင်းဘိုးကြီးသူရအောင်ပသိန်ကခက်ခက်ခိုင်မော်ကျုံးကအေးအေးအောင်မအူပင်ကလှလှခိုင်တောင်တွင်ကြီးကမခင်များဝင်းအင်ကဘူဝမေသူအောင်လန်ကဆောင်းဦးလိုင်တို့ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါရဲ့ရှင်မွေးနေ့ရှင်ဘိုးကြီးချမ်းကြီးအောင်အတွက်မွေးနေ့ဆုမွန်စကားလေးရတော့ ဝင်းနေမှာပျော်ရွှင်ပါစေတိုက်ပွဲတိုင်းလဲအောင်ပါစေဆိုပြီးစကားလက်ဆောင်တွေပါပေးထားပါတယ်ရှင်အမတရားနေ့အစီအစဉ်အားနေဒီတစ်ခါဆူတောင်းပေးရမယ့်ဝင်းနေရှင်ကတော့နေပြည်တော်ကမောင်လေးစုံမျိုးအင်းရဲ့ဒီနေ့မှပြင်းပြောက်တဲ့29နှစ်ပြည့်ဝင်းနေအတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်မောင်လေးစုံမျိုးအေးရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့မိထီလာမှနေတဲ့သက်ဆိုင်သူကပအဝင်တောင်းဆိုလာတာဖြစ်ပါတယ် မွေးနေ့ရှင်အတွက်မွေးနေ့စုမုံစကားနေရတော့ဒီနေ့မွေးနေ့လျာနေစပြီးတော့ပြောရွှေပါစေဘဝရည်မှန်ချက်တွေကိုလည်းအခက်အခဲမရှိပြေးမြောင်အောင်မြင်နိုင်ပါစေဆိုပြီးမွေးနေ့စုမုံစကားလေးတောင်းစုချွေပေးသွားပါတယ်ရှင်ဒီတစ်ခါဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ရန်ကုန်မြို့ကအစိုးရအောင်မြင်မြင်ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အကြောင်းကိုပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။အစိုးရအောင်မြင်မြင်ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အကြောင်းကိုတော့ ပရိသတ်တွေဖြစ်ကြတဲ့နေပြည်တော်လေဝေးကစုနတီလင်းခိုင်ခိုင်ဝင်းလှိုင်လှိုင်ဝင်းနှွေလင်းသူခင်နဲ့ခိုင်ဝင်းလွာတို့ကပောင်းဝင်းတောင်းစုပေးထားပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းမြောက်တဲ့ပြင်းဦးလင်းကဘိုးကြီးချမ်းညိန်အောင်နေပြည်တော်ကမောင်လေးစုံမျိုးအေးနဲ့ရန်ကုန်မှာနေတဲ့အစိုးရအောင်မြင့်မြတ်တို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနဲ့အစီအစဉ်ရနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါတယ်ရှင်။မင်္ဂလာရှိတဲ့မွေးနေ့ရက်မြက်လေးဖြစ်ပါစေအခက်ခဲမှန်သမျှကင်းစင်လွှင့်ပြောင်းပါစေ ပြောင်းရွှင်စရာနေရက်တွေကိုပဲအစင်ထောင်ရပိုင်ဆိုင်နိုင်ပြီးတော့ချေရတဲ့သူတွေနဲ့လည်းနောက်နှစ်ပေါင်းများစွာအထိနေထိုင်သွားနိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုချွေပေးလိုက်ပါတယ်ရှင်။မတရားနေ့အစီအစဉ်အားနဲ့အခုနောက်ဆုံးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ဝက်လက်မျိုးကညီမလေးနွေနွေထွေးရဲ့ဒီနေ့မှပြေမြောက်တဲ့26နှစ်ပြည့်မွေးနေ့အတွက်လေးကိုပအဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ် ညီမလေးနွဲ့နွဲ့ထွေးရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ဝက်လက်မာနေတဲ့မက်စင်မာထံမက်စမိုင်းထံမက်ရွှေစင်ဝင်တို့ကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့ဝက်လက်မျိုးကညီမလေးနွဲ့နွဲ့ထွေးရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်ရနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆိုပြုပေးကြပါရစေ။တာယာပြည့်ရွှေမွေးကောင်းတဲ့မွေးနေ့လေးဖြစ်ပါစေ။စိတ်သွားတိုင်းကိုပါနိုင်တဲ့ဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆိုပြုပေးလိုက်ပါရစေ။ မတရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပံဝင်တောင်းစုပေးထားတာတွေကိုထုံးတွင်တင်ဆက်ပေးခဲ့တာဖြစ်ပါရင်ရှင်ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပံဝင်တောင်းစုပေးထားတာတွေကိုထုံးတွင်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်တွေ့စီလိုက်ဒီနေ့ပါလေလေချစ်ချင် သူဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့အုတ်တွင်းမော်နေတဲ့အာကောင်မောင်မောင်ပဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူဖြိုးဖြိုးဝီနဲ့ဒီနေ့ပေါ်ပြေးမြောက်တဲ့သုံးနှစ်နဲ့ခုနှစ်လပြည့်ချစ်သက်တဲ့အတွက်ကိုကိုယ်တိုင်မေးပအဝင်တောင်းဆိုထားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့အမြဲဆုံးရွှေလဲတွဲနိုင်မှုအတွက်ကိုစူးစမ်းနေပါတယ်ဆိုပြီးစကားလက်ဆောင်လေးပေးထားပါတယ်ရှင်။ ဒီနေ့မှနှစ်ပတ်လည်ပြင်ပကြတဲ့ချစ်သူဆုံးတွဲတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာအထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကြုံလောင်သမျှအခက်အခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်ရန်နေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံးနေတင်ဆက်ပေးနေရပါပဲဖြစ်ပါတယ်။ ဒဇယ်ဖန်ပရိသတ်တွေအားလုံးကအမတ်တရားနဲ့အစည်းအဝေးမှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးကြတဲ့ဆိုရင်တော့နေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းဖုန်းနံပါတ်3936391639နဲ့3998939996တို့မှာတုံးရကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။နောက်ဆက်အပီးခဲကြတဲ့ဒဇယ်ဖန်ပရိသတ်များအားလုံးပဲ တောင်ရပြိုရွှေမွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။